ဒီနေ့ဆက်လက်ပြီးတင်ဆက်ပေးခြင်းနဲ့သတင်းဆောင်ပါတပုတ်ကတော့ Ego Blasphemy ရေးသားတဲ့အာဆီယံဥက္ကဋ္ဌရဲ့တိတ်ခါမဲ့ဂျာဝင်စိစက်ရေးဆိုတဲ့သတင်းဆောင်ပါတပုတ်ပဲဖြစ်ပါတယ်မြမပြည်မှာကျေပြန့်ရှီကြတဲ့အပြစ်ခက်ရဲစဲရေးအတွက်ဒေသဆိုင်ရာခေါင်းဆောင်များမေလ28ရက်နေ့ကထုတ်ပြန်တဲ့ အနှစ်သာရကင်းမဲ့သောကြီးညာချက်နဲ့မအောင်မြင်တဲ့မူပေါင်း အများပြားနောက်ွယ်မှာအရှိတော်အရှနိုင်ငံများအသင်းအာဆီယံဟာကျန်းဖက်စစ်ကောင်စီကို အကာအကွယ်နဲ့အပြစ်ကင်းလို့ခွင့်ဆက်လက်ပေးနေပါတယ်မလေးရှားဟာတစုံတစ်ခုလုံမယ်လို့မိသူမဆိုထင်သည်ဖြစ်စေယခုအခါထို့သို့ဖြစ်မည်မဟုတ်လို့နောက်ဆုံးမှာ နားလေသွားမှာဖြစ်ပါတယ်မလေးရှားဝန်ကြီးချုပ်မစ္စတာ အန်ဝါအီဘရာဟင်နဲ့မလေးရှားဟာရခင်မိသည့်အာဆီယံဥက္ကဋ္ဌထက်မဆိုပုံမူကောင်းမွန်အောင် လုပ်မှာမဟုတ်ပါဘူး။၎င်းတို့ကရခင်ကလည်းဘာမှ ဖြစ်မလာပဲယခုလည်းမိတို့မြဖြစ်မလာတဲ့ဇကားများကိုပဲဆက်လက်ပြောပြီးရခင်မေတ္တာရက်ခံမှုများကိုပင်ဆက်လက်ပြုလုပ်မှာဖြစ်ပါလေ။အာဆီယံမြမအချက်အသေးကိုကုညီဖြည့်ရှင်းပေးမှာမဟုတ်ပါဘူး။အာဆီယံ ထိုစစ်ကိုတင်းမာမှုရှော့ချမှာမဟုတ်တလို့အကြံပတ်စစ်ကောင်စီကပြည်သူများကို ပြုလုပ်တဲ့အကြောက်တရားလှုံ့ဆော်တဲ့စစ်စင်ရေးကိုလည်းထိမ့်ချုပ်မှာမဟုတ်ပါဘူးအာဆီယံလူသားချင်းစာနာမှုအကျက်အတဲကိုရှော့ချနိုင်မှာမဟုတ်ပါဘူးအာဆီယံနိုင်ငံကြီးဖြည့်ရှင်းမှုဖြစ်စေနိုင်မဲ့လမ်းကြောင်းဖြစ်စေရန်လက်တွေ့ကြတဲ့မိတိအရာကိုမှ လုံးဝမဟုတ်ပါဘူး အာဆီယံမြန်မာပြည်သူများက ထိုတရားမဝင်နဲ့အကြမ်းဖက်စစ်ဖို့ရာဇဝတ်ဂိုင်းကို၎င်းတို့ကိုယ်တိုင်ဖျောက်ချတဲ့အချိန်မတိုင်မီအထိပြည်သူများကိုအကြမ်းဖက်စစ်ကောင်စီကဆက်လက်စစ်ပွဲဆင်နွှဲရန်အချိန်နဲ့လွတ်လပ်ခွင့်ဆက်လက်ပေးနေတယ်လို့ဖြစ်မိဖြစ်ပါတယ် အာဆီယံ၎င်းရဲ့ထုံးစံအတိုင်းဆက်လက်ပြီးဩဇာအာဏာမရှိမထိမရောက်ဖြစ်နေမှာဖြစ်ပါတယ်။အာဆီယံနောက်ဆုံးကြေညာချက်နဲ့ပတ်သက်ပြီးလက်တလောမှတ်ချက်ချုပ်ဖော်ပြခွင့်ပြုပါ။ထိရောက်တဲ့ရေးယူဆောင်ရွက်မှုမရှိတဲ့အလေးအနက်စိုးရိမ်ပူပန်မှုဆိုဒီမှာအနှစ်သာရမရှိတဲ့ဇာတ်ဖြစ်ပါတယ်။ငြိမ်းချမ်းပြီးရေရှည်တည်တတ်တဲ့အဖြစ်ရှားရေးအတွက် မြန်မာကိုကူညီရန်အာဆီယံကဆုံးဖြတ်ထားခြင်းမရှိပါဘူး။လင်းနစ်ခွဲကျော်ကြားတဲ့အထိအကြမ်းဖက်စစ်ကောင်စီကမြန်မာပြည်သူများကိုစစ်စင်တိုက်ခိုက်နေချိန်မှာအာဆီယံဟာဘေးမှရပ်ကြည့်နေပြီးအကြမ်းဖက်စစ်ကောင်စီရဲ့အကြမ်းဖက်မှုစွမ်းရည်ကို ထိန်းချုပ်ရန်မီတို့မှလှုပ်ဆောင်ခြင်းမပြုပါဘူး။ပုံမှုဆိုးရွားဒီမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံအများပြားဟာအကြမ်းဖက်စစ်ကောင်စီဆက်လက်အကြမ်းဖက်စီနိုင်မဲ့ရင်းမြစ်များကိုတက်ကြွစွာပံ့ပိုးပြီးနေကြပါတယ်။အာဆီယံ၎င်းရဲ့တရက်တီဆန်တဲ့ဘုံသဘောတူညီချက်၅ချက်ဂရိကဘုတ်ကိုထပ်မံပြောကြပါတယ်။ထိုဘုံသဘောတူညီချက်၅ချက်မှာဆီယနာသိမ့်ပြီးအစိုးပိုင်းလက်များမှာအာဆီယံခေါင်းဆောင်များနဲ့အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်တို့အကြား သဘောတူညီချက်ဖြစ်ပါတယ်မြမပြည်သူများနဲ့၎င်းတို့ရဲ့တရားဝင်ကိုယ်စားလှယ်များဟာထို့သဘောတူညီချက်မှာပါဝင်ခြင်းမရှိပါဘူးမြမပြည်သူများရဲ့သဘောတာတို့မဟုတ်၎င်းတို့ဘာလို့ခြင်းဒီကိုမိသည့်အခါကမှမမေးခဲ့ပါဘူးထို့ကြီးများကိုအခြေခံပြီးလက်ခံမှုပေးမိဆိုတဲ့မျှော်လင့်ချက်နဲ့အကျံဖတ်စစ်ကောင်းဆောင်မင်းအွန်လိုင်းကအာဆီယံကောင်းဆောင်များကို ပေးခဲ့တဲ့အနှစ်သာရမရှိသော ဂရိများသာဖြစ်ပါれသူသဘောတူညီချက်ရဲ့မိသည့်အချက်တစ်ချက်ကိုမှအချမ်းဖတ်သမားမင်းအောင်လှိုင်အကောင့်ထဲမပေါ်ခဲ့သလိုအာဆီယံခေါင်းဆောင်များကလည်းထိုဂရိများကိုဖြည့်ဆည်းရန် အချမ်းဖတ်စစ်ကောင်စီကိုလက်တွေ့ကျတဲ့မိသည့်ဖြားအားမှလည်းမပေးခဲ့ပါဘူးဘုံသဘောတူညီချက်၅ချက်ဟာမြန်မာနိုင်ငံမှာဖြစ်ရများအပေါ်မိသည့်တက်ရောက်မှုမှမရှိဘဲအသက်မဝင်တဲ့အစီအစဉ်ကို လိုက်နာရန် အာဆီယံရဲ့မဆုံးနိုင်သော အချီးနှီးတောင်းဆိုမှုဟာအာဆီယံက၎င်းတို့အရေးပါသေးကြောင်းပြတ်လူတဲ့ဟန်ပြလုတ်ရက်တာဖြစ်ပါတယ်အာဆီယံအသက်ဆိုင်သူများအားလုံးအရက်သားများကိုအကြမ်းဖက်မှုချက်ချင်းရစဲရီတိုက်တွန်းတယ်ထိုကိစ္စအဓိပ္ပာယ်မှာတစ်ခုဒီတာဖြစ်ပါတယ်အာဆီယံရက်သားပြည်သူများကိုအလုံးရင်းဖြင့်ချင်းချောက်ဆစ်ဆင်နေတဲ့တစ်ခုဒီသောအဖွဲ့ကို တိုက်တွန်းရင် ဖီအားပေးရန်စိတ်ထက်သန်ခြင်းမရှိ မတတ်နိုင်ဆိုတဲ့အဓိပ္ပာယ်သာဖြစ်ပါတယ်သက်ဆိုင်သူအလုံးအကျန်းဖတ်မှုရရင် တောင်းဆိုခြင်းအားဖြင့်ထိုကိစ္စကိုအာဆီယံသို့မဟုတ်မိသည့်နိုင်ငံကမှရပ်တန့်အောင်လှုံ့ဆော်မှာမဟုတ်တော့ကြောင့်အကျန်းဖတ်စစ်ကောင်စီကကျူးကျော်ဖျက်ဆီးပြီး စစ်ဆက်လက်တိုက်ဖို့အာဆီယံကအရာမရောက်တဲ့သတင်းစကားပေးပို့လိုက်ခြင်းသာဖြစ်ပါတယ်အချမ်းဘတ်စစ်တပ်စစ်စင်ကြီးများရဲ့အဓိကအချက်ဟာ နိုင်ငံတော်ကိုတင်ပိုက်ရန်ကြံစီမှုအားစန့်ကျင်တဲ့ပြည်သူများရဲ့စိတ်ဓာတ်ကိုရိုက်ချိုးပြီးစစ်တပ်ကအကြောက်တရားဖန်တီးရန်အရက်သားများ စာသင်ကျောင်းများစေယုံများစစ်ဘေးရှောင်စခန်းများမင်္ဂလာဆောင်များ နာရီခန္ဓာများကိုရည်ရွယ်ချက်ရှိရှိတိမ့်ကြုံပြင့်မှတ်ထားတိုက်ခိုက်ပါလေအကျံဘစစ်ကောင်းစီအားဆုံးစွန်ထိချုပ်တီးမှုမလုံနိုင်သလိုရက်သားများကိုအကောက်ွယ်ပေးရင်းနဲ့ဘေးကင်းလုံခြုံရေးကိုလုံးဝဂရုမစိုက်ပါဘူးမြမပြည်မှာအာနာပိုင်များက၃ချိန်ဇက်တိုက် အပြစ်ခက်ရက်ဆဲတဲ့ကြီးညာချက်ကိုအာဆီယံကအတိမတ်ပြုသည်ဆိုတဲ့အချက်ဟာအတော်ပင်ရေစရာကောင်းလာပါလေ အကြံဖတ်စစ်ကောင်စီရာမြန်မာမှာအာဏာပိုင်မဟုတ်ပါဘူး။အကြံဖတ်စစ်ကောင်စီရာ2021ခုနှစ်ဖေဖော်ဝါရီလမှာနိုင်ငံတော်ကိုတင်ပိုက်ဖို့ကြိုးစားပြီးထိုချိန်မှစတင်က နိုင်ငံရဲ့ထောက်ဝကျော်ကိုဆုံးဖြတ်ချက်ပြတ်သားတဲ့နိုင်ငံတော်ပုံကံမှုတော်လန်ရေးကိုဆုံးရှုံးသွားတဲ့ရာဇဝတ်အကြံဖတ်ဂိုင်းတာဖြစ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီအနေနဲ့အာဏာပိုင်အဖြစ်ဆက်လက်ဟန်ဆောင်နေနိုင်သေးတဲ့တခုတည်းသောအကြောင်းရင်းမှာအာဆီယံနဲ့မြန်မာရဲ့အိမ်နီးချင်းများက အကြမ်းဖက်စစ်ကောင်စီကိုထိုသို့ဆက်ဆံနေသောကြောင့်ဖြစ်ပါတယ်။တုံးချင်းဇက်တိုက်အပြစ်ခတ်ရက်စဲတဲ့ကြီးညာချက်ဟာတန်တမာရေးနဲ့အများပြည်သူဆိုင်ရာ နေပယ်များမှာအကြမ်းဖက်စစ်ကောင်စီကရွေချက်ရှိရှိပြုလုပ်တဲ့တည်င်းအတုအယောင်သာ ဖြစ်ပါတယ်။ ငလင်လုတ်ပြီးနောက်ပိုင်းမှာအချမ်းဖတ်စစ်ကောင်စီဘက်ကမိသည့်အပြစ်ခတ်ရဲစဲကြီးမှမရှိပါဘူးလက်တွင်မှာအချမ်းဖတ်စစ်ကောင်စီဟာထိုအပြစ်ခတ်ရဲစဲကြီးကြီးညာချက်နောက်ပိုင်းတနိုင်ငံလုံးမှာအကြောက်တရားဖြစ်အောင်တင်ကျုံဘုံကျဲခြင်းများကိုအရှိန်မြင့်တင်လှုပ်ဆောင်ခဲ့တယ်လို့လှုပ်ဆောင်နေတုန်းဖြစ်ပါတယ်ဆုံးရှုံးသွားတဲ့မြို့များကိုပြန်လဲတင်ယူရေးစူးစမ်းရင် ထိုးစစ်တင့်များစတင်ရန်နဲ့ဟန်ပြအောင်ပွဲများရရန်အကျန်းဖတ်သမားမင်းအောင်လှိုင်က သူ့ရဲ့အကျင့်ပြက်ရုပ်မှာရက်ဆက်တဲ့စစ်တပ်ကို အမိန့်ပေးပါတယ်လက်ရှိအချိန်မှာချင်းပြည်နယ်ရှမ်းပြည်မြောက်ပိုင်းနဲ့ကရင်ပြည်နယ်မှာ ထိုးထိုးစစ်များပြုလုပ်နေပါတယ်ယာယီအပြစ်ခတ်ရစိုင်းနဲ့ပတ်သက်ပြီးအကျန်းဖတ်စစ်ကောင်စီကလှည့်စားတဲ့သတင်းတူကိုအတိမတ်ပြုခြင်းဖြင့် အာဆီယံအနေနဲ့များသောသတင်းတူကိုဖြန့်ချိနေပြီးပဂရီအခြေအနေကို ဖုံးကွယ်နေပါတယ်ပဂရီအခြေအနေမှာချမ်းဖတ်စစ်ကောင်စီရာစစ်စင်ရေးများနဲ့အကြောက်တရားဖန်တီးတဲ့ဘုံကျဲတိုက်ခိုက်မှုများကိုအရှိန်မြင့်တင်နေခြင်းပဲဖြစ်ပါတယ် ဘေကင်းလုံးကျုံအချိန်မီထိရောက်ပြီးပွင့်လင်းမြင်သာတဲ့အာဆီယံလူသားချင်းစာနာမှုအကူအညီများ ခွဲခြားဆက်ဆံခြင်းမရှိပေးပို့နိုင်ရန်အာဆီယံကသက်ဆိုင်သူ အားလုံးကို တိုက်တွန်းပါလေတစ်ချိန်တည်းမှာထိုအကူအညီများကိုပိတ်ဆို့ရန်အလွဲသုံးစားလုပ်ရန်နဲ့လမ်းကြောင်းလွှဲရန်အာဆီယံကအကြမ်းဖက်စစ်ကောင်စီကိုလမ်းဖွင့်ပေးထားပါတယ်အားလုံးပါဝင်တဲ့အမျိုးသားဆွေးနွေးပွဲလို့အာဆီယံကခေါ်တဲ့အရာဟာ လက်တွေမှာဘိုးဆိုးရကိုအကျံဖက်စစ်ကောင်စီကဆက်လက်ထိန်းချုပ်ရင်မြန်မာနိုင်ငံရေးနဲ့စီးပွားရေးကိုလွှမ်းမိုးရင်တော်လိုင်းရင်အင်အားစုများအနေနဲ့အញ្ញန်းခံလက်နက်ချခြင်းကိုလက်ခံရန်အားထုတ်မှုသာ ဖြစ်ပါတယ်ထို့သောလက်နက်ချအញ្ញန်းခံပါကလွတ်မြောက်ဒေသများမှာအကန့်အသတ်ဖြင့်ကိုပိုင်အုပ်ချုပ်ခွင့်ပေးပြီးနိုင်ငံရေးမှာအဖြစ်ခံအခမ်းမှပါဝင်ခွင့်ပေးမှာဖြစ်ပါတယ် ဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထဲဖော်ရင်အာဆီယံအတွက်နိုင်ငံတကာတိုက်ဝန်းကဆက်လက်ထောက်ခံမှုကိုအာဆီယံကအတိမတ်ပြုပါတယ်။သို့သောအာဆီယံကထောက်ခံမှုလို့ဆိုသော အရာဟာလက်တွေ့မှာမြန်မာရဲ့မြန်မာဥကောင်းပြဿနာကိုအာဆီယံရဲ့လက်တွင်သာထားပြီး၎င်းတို့ကိုယ်တိုင်ပါဝင်ပတ်သက်ခြင်းကိုရှောင်ရှားတဲ့အခြားနိုင်ငံများရဲ့ရည်ရွယ်ချက်ရှိရှိအားထုတ်မှုသာ ဖြစ်ပါတယ် ဒီကုန်းချုပ်အားဖြင့်ဆွေရပါကစာရေးသူရခင်ပြောတဲ့အတိုင်းအာဆီယံမြန်မာအချက်အသေးကိုကူညီဖြည့်ရှင်းပေးမှာမဟုတ်အာဆီယံအတရားမဝင်စစ်ဖို့စုံဖို့ရာဇဝတ်ဂိုင်းကိုမြန်မာပြည်သူများကမဖြုတ်ချမချင်းအကြမ်းဖက်စစ်ကောင်စီကပြည်သူများကိုစစ်ပွဲဆင်နွှဲရန်အချိန်နဲ့လွတ်လပ်ခွင့်ဆက်လက်ပေးမိတာဖြစ်ပါတယ်အာဆီယံရခင်အတိုင်းဩဇာအာဏာမဲ့ပြီးထိရောက်မှုကင်းမဲ့နေမိတာဖြစ်ပါတယ် အာဆီယံလက်ချက်ဥက္ကဋ္ဌတက်တန်းမကုံဆုံးမီမြန်မာမှာဂျာဝင် ဆောင်ရွက်မှုများအဆုံးမတတ်မီ မစ္စတာအန်ဝါဟာမြန်မာမှတက်ဆိုင်သူ အားလုံးရဲ့ခေါင်းမာမှုသူရဲ့ရူးဖြောင့်သောငြိမ်းချမ်းရေးအစဉ်ပြေချောမွေ့အောင်လှုပ်ဆောင်မှုနဲ့လူသားချင်းစာနာမှုရည်ရွယ်ချက်များကိုလက်ခံရန်စိတ်အားထက်သန်မှုမရှိခြင်းကိုဆက်လက်အပြစ်တင်နေမိတာဖြစ်ပါလေ။သူဟာပဂရိအခြေအနေကိုပြန်လဲတုံးတက်မှာမဟုတ်ပါဘူး။ ူနဲ့အာဆီယံရဲ့ခြေကန်အားဖြင့်အပြည့်အနာစာမကင်းတဲ့ချီးကပ်ပုံနီးလန်းဟာမြန်မာမစစ်ကောင်စီရဲ့စစ်ပွဲဆက်လက်ဖြစ်စေတဲ့အဓိကအချက်ကိုဖြစ်စေတာကိုပြန်လည်သုံးသပ်မှလည်းမဟုတ်ပါဘူးထိုစစ်ပွဲဟာစစ်ကောင်စီ ရှုံးနေရမဲ့စစ်ပွဲသာ ဖြစ်တော်လဲပုံမှန်များပြားသော ဖြက်စီးမှုများပြုလုပ်ပြီးမှသာရှုံးနိုင်မဲ့စစ်ပွဲဖြစ်ပါတယ်ပြည်သူတို့ရဲ့ခုခံတော်လှန်စစ် မုတ်ချအောင်ရမယ်